ရော်နယ်ဒိုအချိုကြီးတပူတောက်လိုက်တာအားလုံးကိုအံ့အားတင်သွားစေခဲ့တယ်။မန်ချက်စတာယူနိုက်တက်ကံတွင်ခရစ်စတီယာနိုရော်နယ်ဒိုကအတော်လေးကျမ်းမာရေးလိုက်စားသူဖြစ်ပါတယ်။အဲဒါကြောင့်လည်းအခုလိုအသက်40ကျော်ကြီးခြေစွမ်းမကျဘဲနဲ့ကစားနေနိုင်တာဖြစ်ပါတယ်။ရော်နယ်ဒိုက2020တုန်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာစပွဲပေါ်မှာတင်ထားတဲ့ကိုကာကိုလာအချိုကြီးပူတွေကိုဖျက်ရှားပြီးတော့ရေဦးပဲတောက်ပြခဲ့ပါတယ်။ရော်နယ်ဒိုလိုကျမ်းမာရေးလိုက်စားသူတွေအတွက်အကြများစွာပါဝင်တဲ့ကိုကာကိုလာလိုအချိုကြီးတွေကမျက်စိစပွဲမွေးစုမှာတေးကြပါတယ်။ အဲဒါကြောင့်လည်းမကြသိမီကကဘာဗလာခြေစစ်ပွဲတစ်ခုအတွင်းအချိုရီတောင်းနေတဲ့ရော်နယ်ဒိုရဲ့ရုပ်သံကအွန်လိုင်းပေါ်မှာတော်လေးလူပြောများနေကြတာဖြစ်ပါလိမ့်။အိုင်လန်တင်းကိုဒူးစီရလက်နဲ့ရေနေကြတဲ့ကဘာဗလာခြေစစ်ပွဲမဆခင်ကွင်းထဲဝင်ဖို့တန်းစီနေချိန်မှာရော်နယ်ဒိုကရက်ဘူးချိုရီကိုတောက်လိုက်တာဖြစ်ပါလိမ့်။တကောင်တောက်ပြီးချိန်မှာရော်နယ်ဒိုကအဆိုပါရက်ဘူးချိုရီကိုသူ့ရဲ့ NSR တင်းပေါ်ဖြစ်သူဂျောဖီလီတန်ပေးလိုက်ပါလိမ့်။အဖြစ်ချိုရီတောက်လိုက်လို့ရော်နယ်ဒိုတယောက်အားရများသွားတယ်ထင်ပါလိမ့်။ဆိုပါပွဲစဉ်ဒုတိယပိုင်းအတွင်းမှာသူ့ကိုအင်ဂျီလာဆွဲတဲ့ပြိုင်ပွဲကစားမကိုတရောင်စာကျွေးလိုက်မိလို့ ဘော်ဒီလေဝေးစင်ကစားမပွားတလျှောက်ပထမဆုံးအနီးကပ်ပြတ်ခံလိုက်ရပါတယ်။အွန်လိုင်းပေါ်မှာတော့ရော်နယ်ဒိုရဲ့စူပါရုပ်တံကအတော်လေးလူပြောများနေပြီးတော့အကျိုးသောပရိသတ်တွေကလည်းရေမဟုတ်တဲ့အကြီးတစ်ခုကိုရော်နယ်ဒိုတောက်တာပထမဆုံးကြင်မြင်ဘူးတာပဲဆိုပြီးတော့ NRG ပြောနေကြပါတယ်။အချို့ကလည်းရော်နယ်ဒိုကလည်းကျွန်တော်တို့လူမျိုးလူသားတစ်ယောက်ပါပဲဆိုပြီးပြောဆိုနေကြပါတယ်။